and we are telling everybody please please help Burma ဒေသစံတော်ကြီးစက်တင်ဘာ26ရက်နေ့ကနိုင်ငံတော်ဤတပ်ငံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်လွှမြောက်ရေးအကူအညီပေးဖို့ American ပြည်ထောင်စုမြို့တော် Washington DC တမရအင်မီရိုရှိမှမြန်မာရေးဆောင်ရွက်သူတွေကဆန္ဒထုတ်ဖော်တောင်းဆိုခဲ့တာပါ ဆန္ဒထုတ်ဖော်ပွဲကို DC ခြေစိုက်မြန်မာရေးဆောင်ရွက်သူတွေနဲ့ Women for Myanmar ဖွဲ့ရဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။နိုင်ငံတကာမှာရှိတဲ့တိုင်းပြည်ခေါင်းဆောင်တွေကိုလည်းကျွန်တော်တို့ဒီကနေကျွန်တော်တို့အတန်လေးပေးချင်ပါတယ်။ message လေးပေးချင်ပါတယ်။ကျွန်တော်တို့တိုင်းပြည်ကိုကူညီကြပါဆန္ဒကြပါကျွန်တော်တို့ဝမ်းဝမ်းကူညီပါစစ်ကောင်စီကိုလုံးဝကူညီအားပေးတာလည်းမလုပ်ဖို့ကျွန်တော်တို့အနှူးညို့ပြပမှာရှိနေတဲ့တိုင်းရင်းသားညီကောင်မောင်တော်မတွေကအနှူးညို့တောင်းဆိုပါတယ်လို့ဒီနေ့ကနေမေတ္တာရက်ခတ်ပါတယ်။ကျွန်တော်တို့ခေါင်းဆောင်တိုင်းပြည်ခံတော်အောင်ဆန်းစုကြည်အမြန်ဆုံးကျမ်းမာပါစေ။အမြန်ဆုံး လွတ်မြောက်ပါစေလို့ဒီနေရာကနေကျမတို့အဆုမကောင်းတောင်းလိုက်ပါတယ်ရှင့် Today, we're gathered in front of the White House in Washington, D.C., as a call for action to bring awareness about Dong San situation and her health deteriorating. We demand her release immediately, along with political prisoners, and for her to have proper medical care. Um, we're here to also ask the Trump administration to please condemn the military action and support Dong San to be released immediately. बस बॉडी में खेला သမရအီမီရရှိဆန္ဒပြပွဲမပြုလုပ်ခင်မှာဝါရှင်တန် DC တရုတ်တန်ရုံရှိကိုအရင်သွားခဲ့ကြပြီးတောင်ဆန်းစုကြည်ပြန်လွတ်မြောက်ရေးကိုလည်လီမရှိဖို့နဲ့စစ်ကောင်စီအထူးရောက်ရွေးကောက်ပွဲကိုထောက်ခံအားပေးနေတာရက်တက်မှုတရုတ်အစိုးရကိုမြန်မာပြည်ဆောင်ရွက်သူတွေကတိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။တောင်ဆန်းစုကြည်ပြန်လွတ်မြောက်ရေးအတွက်နိုင်ငံတကာကောင်းဆောင်တွေအကူအညီပေးနိုင်မှုနဲ့တည်င်းစကားရကြဖို့အမေရိကန်သမရအီမီရရှိနဲ့တရုတ်တန်ရုံရှိမှာတရက်တဲ့ဆန္ဒပြပွဲပြုလုပ်ဖို့မြန်မာပြည်ဆောင်ရွက်သူတွေကစီစဉ်ခဲ့တာပါ။ President Trump Administration အနေနဲ့တရားမဝင်တဲ့ရွေးကောက်ပွဲကိုကျင်း ညာပြီးတော့တရားဝင်ရှုတ်ချကြအောင်ပြောဖို့အတွက်ကျွန်တော်လာတောင်းဆိုတာဖြစ်တယ်အဲ့ဒါလည်းကျွန်တော်စာရည်ရေးရတယ်ကွန်ဂရက်ဆိုလည်းကျွန်တော်စာရည်ပို့ပါတယ်နောက်ပြီးလို့ချင်းတရုတ်ဆိုတော့လည်းကျွန်တော်တောင်းဆိုတယ်တရုတ်ကချမ်ပီယံစစ်ကောင်စီရဲ့နော်တရားဝင်တဲ့လောက်ရတွေအတွက်ကိုထောက်ပံ့ပေးနေဒါတွေကိုရက်ဆိုင်ဖို့အတွက်ကျွန်တော်တောင်းဆိုခဲ့တယ်ဆိုတော့ဒါတွေကတော့ကျွန်တော်နိုင်ငံတကာအနေနဲ့ပြည်သူလူထုကိုစားကျွန်တော်အတန်တွေကျွန်တော်ထုတ်ပေါ်သွားဖို့ရှိပါတယ်ဇက်တယ်လည်းကျွန်တော်တရားဝင်ရွေးကောက်ပွဲဆန့်ကျင်မှုကိုကျွန်တော်တကွာလုံးတန်းလှုပ်ရှားမှုတွေလုပ်ဖို့ရှိပါတယ်ဒါလည်းပိုက်ပွဲအစပေါ့နော်အစသဘောမျိုးကျွန်တော်အစလှုပ်ရှားဖြစ်ပါတယ် ဒီနေ့ဝိုင်းရောက်မှာကြာအမေတော်အောင်ဆန်းစုကြည်ကြံကြမ်းမှန်မှလွမြောက်ရေးမြန်မာနိုင်ငံတော်လှန်ရေးဒီမိုကရေစီတိုက်ပွဲအောင်မြင်ရေးအတွက်ကျွန်တော်လာရောက်ထုတ်ပေါ်ဆန္ဒပြရင်ဖြစ်ပါလေရေးတော်ပုံအောင်အောင်အားမီအမေရိကန်နိုင်ငံသမ္မတကြီးရဲ့ရှေ့မှာမဟုတ်ပါဘူးရုရှားရဲ့ရှေ့မှာပါတအားရောက်ရှိလာပါတယ် နိုင်ငံတော်၏တာဝန်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ဟာနှလုံးပိုင်းဆိုင်ရာအခြေအနေပုံမဆိုးရွားလာတဲ့အတွက်စိုးရင်ကြောင်းတားငယ်ဖြစ်သူ Kim Harris ကကုထိန်လင်းကစက်ပတင်ဘာ9ရက်နေ့ကလူမှုကွန်ရက်မှာရုပ်သံဆိုင်နဲ့ပြောဆိုခဲ့တာပါ။သမ္မတ Trump ဆိုရတက်လာပြီးနောက်ပိုင်းနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်သမ္မတအင်မီရိုရှေ့ဆန္ဒပြတောင်းဆိုပွဲတွေကိုမြန်မာရေးဆောင်ရွက်သူတွေကရန်နာထားခဲ့ကြပေမဲ့လက်တလုံးမှာအခြေအနေဆိုးရွားလာတဲ့မြန်မာပြည်တွင်းရေးပြဿနာတွေကြောင့်အင်မီရိုရှေ့မှာဆန္ဒပြတောင်းဆိုဖို့မြန်မာရေးဆောင်ရွက်သူတွေကစီစဉ်ခဲ့ကြတာ။ ဖြစ်ပါတယ်ကျွန်တော်သူတချမ်းသာပါသောရမကုရှင်တို့ချေခွဲပေးလေခန္ဓာကိုယ်ချမ်းမှချင်း